နေကျွန်မကိုအဲချိုင်းနာတောင်းကဘူရယုံရောက်နေတယ်ပေါ့နော်ဒီကနေပြီးတော့ကျွန်မဒီ Mochi Bus Station ကိုရထားစီးဖို့ရောက်နေတာပါအဲဒီရော Mochi Bus Station ကိုရထားကတည်းရမြောက်ဘူးပေါ့နော်အဲဒီကနေပြီးတော့ချက်တူချက်ကို ရထားစီးရမယ်ချက်တူချက်ဘူရာကနေမှတစင် Mochi ကားကြီးကြီးပေါ့နော်ကျွန်မဟိုဟာဒီ Grab Bike စီးဖို့စဉ်းစားထားတယ်ပေါ့နော်ဆိုတော့အခုကျွန်မနေတဲ့နေရာပေါ့နော် ဟိုကျမနေတဲ့နေရာကနေပြီးတော့ကျမ Grab ကားကိုခေါ်ကြည့်တဲ့ခါကျတော့ဒီ Municipal Station ထိကို150လောက်ပေးရတယ်ပေါ့နော်ဒါဒါ Standard Taxi ပေါ့နော်အာဘတ်150ဆိုတော့အဲ့ဒီမှာမှသူက Lunch ထပ်ပေးရတယ်လို့ပြောတယ်ပေါ့နော်ကျမဒါ Hostel ပိုင်းရှင်းရပြောတာဆိုတော့ညားတယ်တဲ့နေပေါ့နော်ဒီကြထားစီးသွားပေါ့နော်တော်တော်စားလည်းရှိရယ်ခဏလေးနဲ့လည်းရောက်တယ်ပေါ့နော်သူကအဲ့လိုမျိုးအကြံပေးတယ် အဲ့နဲ့ကျွန်တော်ယထာစီကိုယူလိုက်တယ်ပေါ့နော်အအခုယထာပူရာမှာကျွန်တော်ရောက်နေပြီဒါပေမဲ့အယထာပူရာကိုမဖွင့်သေးဘူးနည်းနည်းစောင်းနေသေးတယ်ပေါ့နော်သူက9နိုင်မှယထာ service ကစရတယ်လို့ပြောတယ်ပေါ့နော်အခုတော့ကျွန်တော်စောင့်နေတော့မယ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့အဘန်ကောက်ကနေပြီးတော့ဖူခတ်ကိုကားစီးမှာပါကားက12နာရီကြာမယ်လို့ပြောတယ်ဆိုတော့နည်းနည်းတော့ပြင်မယ်ပေါ့နော်ဒီနေ့လည်း ဆိုရဲဒီဘူတာကလေအာဒီ China Town ရဲ့ပေါ့နော်ဒီ Mi Point လမ်းစုံမှာရှိတာပေါ့နော်အာဆိုတော့လေတွားရတာအရန် လွယ်တယ်ပေါ့နော်အခုကျမဒီမှာလက်ညှိုးပြတဲ့ဒီလမ်းပေါ့နော်ကျမလာတဲ့လမ်းပေါ့အဲကျမဟိုဆယ်ရှိတဲ့လမ်းပေါ့ကျမဟိုဆယ်ရှိတဲ့လမ်းကျမဒီလိုတက်တက်သွားတဲ့ဟာပေါ့အဲ့ရနေမှာကျမတက်တက်သွားတယ်တက်တက်သွားရင်တက်တက်သွားရုံပဲပေါ့နော်ပြီးရင်အဲဒီတရုတ်ပုံချောင်းရှိတဲ့မုတ်ဦးရှိတာပေါ့နော်အဲ့မုတ်ဦးကိုကျမနည်းနည်းကြော်လိုက်ပြီးလို့ရှိရင်အာကျမရဲ့ဒီဟိုဘက်ချမ်းကိုလမ်းကူးလိုက်လို့ရှိရင်ကျမဟိုဆယ်ကိုရောက်တယ်ပေါ့နော်အာ ဟိုဆဲကတော့တကယ်တမ်းလေတားနီးရယ်အဆင်ပြေတယ်ပေါ့နော်ဒီဟိုဟာနဲ့တားနီးရခါကြအခုကျွန်မမနက်စောကြီးထလာတာကဥမအဲဘလို့မှနေဘူးပေါ့နော်အဲ safe လည်းဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်လမ်းပေါ်မှာလည်းလူမပြတ်ဘူးကျွန်မလာတဲ့လမ်းတောက်လျှောက်မှာလည်းအာလူတွေရှိတယ်ပေါ့နော်ဒီဟိုဟာဈေးရောက်နေလူရှိတယ်ပေါ့နော်မဲထက်ပောက်ပြန်ပြီပေါ့နော်ကျမတဲတဲ့ဟိုဆယ်ပိုင်ရှင်ကပြောတယ်ယထာ service က9နာရီစတာလို့ပြောတာပေါ့နော် အခုကြတော့ကျွန်မဒီ station မှာကျွန်မ၄နာရီခွဲကျော်ရဲ့ရောက်နေတာပေါ့နော်၄နာရီ35လောက်တည်းရောက်နေတာအဲ့ဒါကျွန်မစောင့်နေ9နာရီကျော်တဲ့အထိမခွင့်ဘူးပေါ့နော်အဲ့ဒါ9နာရီ10မိနစ်လောက်ကျတော့ကျွန်မဟိုဘက်ကဒီအပြင်ရပေါ့နော် map ကိုဒီတိုင်းတွက်ကြည့်တာကျွန်မဆက်ဆောင်မှုစိတ်ကူးရှိတယ်ဒီတိုင်း map ကြည့်ခြင်းလို့တွက်ကြည့်ရအောင်ဒီနောက်မှာဘန်းချောင်းနေတဲ့သူတွေရှိရပေါ့နော်အဲ့အဲ့ဒီကတယောက်ကကျွန်မကိုဒါပြောရဲဟိုအောင်ထိုးပြပြီးတော့ဟုတ်နာယူထိုးပြပါတော့9နာရီ55မှာ တထားပူရံဖွင့်မှာလေကျွန်တော်အဲ့လိုပြောတော့ဘူးကျွန်တော်ဒီမှာစောင့်နေတာသူတို့တွေ့တော့ဘောနိုင်ဘောလောက်ရှိနေပြီဆိုတော့လေအဲ့နဲ့ဖျားသခင်ကကျွန်တော်ကံကောင်းစီရလို့ပြောမှာအဲ့လိုပြောမှာကျွန်တော်မသိဘူးဟုတ်တယ်ကျွန်တော်ဒီကနေပြီးတော့9:45ဒီကျွန်တော်မသိပဲဆက်ဆောင်နေကျွန်တော်ကားမမီဘူးဘောနောက်ဘက်ကိုအခုကိုစီးမဲ့ကားကိုခေါ်မှာမဟုတ်ဘူးဟိုကကျွန်တော်ဒီထောက်နိုင်ပြီဆိုတော့အခုကကျွန်တော် graphite ကိုပြန်ခေါ်လာရတယ် ပြောပိုင်နဲ့လို့သွားတော့မယ်မစကားကြီးရောက်တော့အခုမှ6နာရီပဲရှိသေးတယ်ကျွန်မ Grab နဲ့လာလိုက်တာမှန်သွားတယ်ပေါ့ Grab က98ဘတ်ပဲပြရတယ်ကျွန်မဒီ1မွန်ကောင်း station ရနေပြီးတော့နော်ဒီ Mochi Bus Stop နေရာရှိရတယ်98ဘတ်ပဲပြရတယ်ပေါ့ အရမ်းမြန်လေမိနစ်20လောက်ပြည့်ကြတယ်ဟောခုနစောကြီးဖြစ်နေရကြောင်းလည်းပါမယ်လည်းဟိုတော်တော်လေးမြန်တယ်ပေါ့နော်အခုကျွန်မဒီရောက်တော့6နိုင်မထိုးသေးဘူးသုံးနိုင်လိုက်အာအပေါ်တောင်မြေကိုဘာမှမရှိဘူးလေခါကဘစကားကိတ်မှာမြေကြီးရဲ့ခါကြတော့ကျွန်တော်ခြောက်သွားတာအပေါ်တောင်မြေလေးမှောင်မှောင်ပေါ့သူကခြောက်သွားတယ်တကယ်တော့ကျွန်မတလွားကိုပြန်ဆင်းရတယ်ကျွန်မစီးမဲ့စကားကိတ်ကအောက်ကဒီ ground floor ပေါ့နော်အဲဒီ တက်လွာမှာရှိတာပေါ့ ground floor တော့မဟုတ်တက်လွာမှာရှိတာပေါ့နော်ကျွန်တော်စဉ်းစားကြခဲ့က ground floor တော့မဟုတ်ဘူးတက်လွာမှာရှိတာပေါ့နော်အဲ့တော့ကျွန်တော်တက်လွာကိုပြန်ဆင်းရတယ်ပြန်ကောင်းတာလေးဒီနဲ့လေးကုညီရယ်ပေါ့နော်ဒါ first ကျွန်မရောက်တော့လေးလွာ first gate ကြီးကိုကျွန်တော်မြေးတယ်မြေးတော့အောက်ကိုပဲသူကပြောပြတာပေါ့နော်အောက်ကိုပဲလည်းညှိုးဖို့သူလည်းကောင်းကောင်းမပြောတတ်ဘူးပေါ့နော်အောက်ကိုပြန်ဆင်းနေဆိုတော့အဲ့နဲ့ကျွန်တော်ဒီနေ့ကစီးရဒီနေ့ကတော့မတွေ့တဲ့ဒီ မတယောက်ကိုအမျိုးသမီးတယောက်အဲသူကနေပြီးတော့သူ့ကျမအဲငါဒီလိုသွားချင်တာပေါ့နော်ပြောလိုက်တော့သူအင်္ဂလိပ်စကားပြောတတ်တယ်နော်အဲ့နဲ့ကျမကိုခေါ်လာသူအသေးအံကျမတို့တို့တို့နဲ့ရှေ့ရနေပြီကျမလည်းနောက်ကနေလိုက်တော့လိုက်တော့အဲကျမကိုဒီကျမစီရမဲ့ဒီဂိတ်နံပါတ်16မှာလာပြီးတော့ကျမကိုဂိတ်နံပါတ်16ပြီးပို့ပြီးတော့နော်တကယ်ကံကောင်းတယ်ပေါ့နော် မှစီးမဲ့ကရောက်ပြီပေါ့နော်ဆိုတော့ကျွန်မဘန်ကောက်ကနေဖုခတ်ကိုသွားရမယ် ခုနေ့လယ်စာစားနေတာဗောနော်ကော်ဖီရယ်အမဲသားခောက်ဆွဲအမဲသားခောက်ဆွဲလည်းကောင်းပါတယ်အမဲသားခောက်ဆွဲကဘတ်60ကော်ဖီကဘတ်40ပေးရတယ်ဆက်လို့ကောင်းတယ် Peters, turn right. Turn right.